ကဲအားလုံးမင်္ဂလာပါဗျာမင်္ဂလာပါဒီနေ့မြန်မာနိုင်ငံမှာအဲတကယ်ကိုကမ္ဘာအဆင့်နဲ့မှီလောက်ပေါ့နော်ကမ္ဘာသတင်းတွေမှာ ထူးထူးခြားခြားပါလောက်တဲ့ထီငလျင်ဘေးဒုက္ခရောက်တာကိုတနိုင်ငံလုံးအားလုံးသိရှိကြပြီဖြစ်ပါတယ်အဲ့လိုသိရှိကြတဲ့အတိုင်းကုညီကယ်ဆယ်ရေးတွေကိုတန်ဃာတော်အရှင်သူမြတ်တွေရောအော်ဖုံမုံတို့ကယ်ဆယ်ရေးအဖွဲ့တွေရောအကုန်လုံးပေါ့နော် နောက်နိုင်ငံတကာအဖွဲ့တွေရောအလုံးကူညီကယ်ဆယ်ရေးတွေကိုအချိန်နဲ့ပင်ညီလုပ်နေကြတာအဲလက်ရှိအစိုးရတွေလည်းပဲအဲထိုက်တတ်နိုင်ဆုံးလုပ်နေကြတာကိုအလုံးအသိပဲဖြစ်ပါတယ်အခုမြန်မာလူမျိုးတွေကကောလာဟာလာနဲ့အစိတ်ခတ်ပြီးတော့ဒုက္ခရောက်နေကြတာကိုဝမ်းနဲ့ဝယ်တွေ့ကြုံခဲ့ရတာနှစ်နှစ်ချီနေပြီဖြစ်ပါတယ်အခုလည်းပဲအဲဒီအကောင့်ထဲမှာဥပြည့်ဖြိုးအောင်ဆိုတဲ့အကောင့်ထဲမှာတော့နော်အတူပြောထားတာလေးတွေဖတ်ပြခြင်းပါတယ် အချို့ချို့သောပုံကိုယ်တွေကလူရှင်တွေတရားဖြန်မရတာအလူပစ္စည်းတွေဆက်လေပေးမကူတာအလူလွတ်ဖို့လာတဲ့လူတွေဆစ်ဆစ်ဆီလာဆီလာလောက်တာတွေလျော့ပြောနေကြကောလာဟလာတွေပါတဲ့အဲ့ဒါတွေကကောလာဟလာတွေတကယ်မဟုတ်ပါဘူးတဲ့အဲသွားကြည့်ပါတဲ့ကျွန်တော်တို့နေတိုင်းအလူရှင်တွေလူသမယကိုမန္တလေးကမန္တလေးကနေစကိုင်းကိုတဲတဲ့အလူရှင်တွေရဲ့ကားတွေကကြည့်ရင်တော့6ဘင်းကားတွေနဲ့ ချွေကျက်ရဲနဲ့နှာပေါက်ကြားကိုလာကဲ့ယူပေးပါတယ်တဲ့အလူရှင်တွေကိုနှာပေါက်ထိလာခေါ်ပေးပါတယ်မြို့ထဲမှာလည်းဗာစီစင်းမှုမှာအထုတလည်းမပြုတ်လောက်ကြောင်းပါခမရတဲ့ခမရတို့ကအခုလိုတွေအဲဖြတ်နေမယ်ဆိုရင်တဲ့ဇကိုင်းကိုအလူရှင်တွေမလာလဲမလာရဲကြဘူးဆိုရင်တဲ့တကယ်ဒုက္ခရောက်နေတဲ့လူတွေအများကြီးကိုဘယ်လိုကူညီလို့ရမလဲဗျာတဲ့ကျွန်တော်တဲ့ဇကိုင်းမြေပြင်မှာအမှန်တကယ်ကူးနေတဲ့အဖွဲ့ကပါတဲ့ စကိုင်းကိုလည်းလာလူချင်းနဲ့တရားလည်းမဖြတ်ရဲဘူးဆိုရင်တဲ့၃ည6ဟိုနည်းလေး6 5လုံးနှစ်၃ည6 9 3ည9 9 8 9 8 9 8 3အဲ့နံပါတ်ကိုဆက်သွယ်ပေးကြပါတဲ့တတ်နိုင်သလောက်ကူပါမယ်တဲ့ကြည်စမ်း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 ကဲခွင့်ပိတ်ထားတယ်တဲ့ဂယူးဆိုင်ပါအောင်ကိုတို့လည်းလုတ်ပုံလုတ်ပုံအဲ့တော့မြန်မာလူမျိုးများအားလုံးဒီနေ့မီဒီယာအစိတ်ခတ်ပြီး တည်ခြင်းပြည့်စည်ရတဲ့ဒုက္ခရောက်ရတာတွေအားလုံးကိုဟိုဖုံဖုံတို့ကမဖြစ်စေချင်ပါဘူးဒါမှမဟုတ်လက်တွေ့ကြကြလို့ပြီးတော့တည်တည်ချာချာလေးအားကျွမ်းမှန်တဲ့စူးစမ်းကြဖို့ကဲမဲ့သူတွေလည်းပဲအဲလွတ်လွတ်လပ်လပ်ကဲကြဖို့သရတရားမပြတ်အသိဉာဏ်ရှင်းပြီးတော့ကုညီပေးကြပါလို့ဖုံဖုံကဒီကနေပြီးတော့တောင်းဆိုပါတယ်ဖုံဖုံလည်းပဲ ပို့နိုင်သလောက်ပို့ပြီးပါပြီရှင်းမှလည်းရောက်နိုင်သလောက်ရောက်ပြီးပါပြီအသိမကြသောအချိန်မှာဘုန်းကြီးကိုယ်တိုင်လည်းရောက်အောင်သွားပြီးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်